ခန်းစနစ်ခွာတီးခွာတာမဖြစ်စေရကျွန်တော်အနေဖြင့်သရုပ်ဆရာဘုရားမှာထူးထူးခြားခြားတရားဒေသနာတော်တစ်ပုဒ်ကိုလက်တွေ့သရုပ်ပြရင်ဟောခဲ့ဖူးပါသည်ဟုတ်ပါသည်ခလေးငယ်ကလေးရဲ့အတွက်ထူးတရားဒေသနာပင်ဖြစ်ပါသည်ထိုတနင်္ဂနွေနေ့တွင်ကျွန်တော်သည်ညီးတော်နန်းနေသောအေကြီးတလုံးကိုဆွဲယူတော်ပြီး သိန်းတော်မှာကလေးငယ်ကလေးတွေကိုအသိန်းတော်ကြီးဧကမ်းမကြီးထဲမှာစုဝေးစီလျက်အိတ်ကြီးတဲကလက်ဆောင်တွေကိုဆွဲထုတ်၏အပေါ်ဆုံးမှာကတော့ဂျော့ချ်ဘူးအလွန်ကြိုက်တတ်သောဝက်ခောက်ကင်တွေဖြစ်၍ကလေးတွေအပြင်းပြင်းစားဖို့ရန်ဖြစ်လေသည် နောက်တစ်ခုပြီးတစ်ခုဆွဲထုတ်လိုက်သည်များကတော့ရှင်း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 မြင်သောမွေရုပ်တစ်ခုလက်ပြအယုတ်တို့ဖြစ်၏အောက်ဆုံးပိုင်းကတော့ဂျပန်၏အလွန်ကြိုက်သောကနုကမာနေပင်လယ်ငါးတစ်မျိုးဖြစ်ပြီးနောက်ဆုံးမှာကတော့ ဘူးနှင့်တသက်ထည့်ထားသည့်ပင်လယ်ငယ်ရှိရေးတကောင်မီဖြစ်လေသည်။ ကလေးငယ်ကလေးတွေကစားရင်စားရင်မွေရုပ်နဲ့လိပ်ပြာကိုကလိလိုက်ငရှည်ကြီးကိုထိလိုက်တိုးလိုက်နဲ့အယံပြိုနေကြသည်ကျွန်တော်ဟောသောတရားကတော့ဖိယသခင်ဓာရီအကုန်လုံးကိုဖန်ဆင်းတယ်ပိုင်သဥဆိုးတယ်ဒါပေမဲ့ဓာရီကိုပြည့်ညတ်တော်အဖြစ်မစားရဘူး၍ချက်မှတ်ခဲ့တယ်ဒူရီကဒါကိုဘလို့သဘောထားမလဲဟူသောထူးထူးခြားခြားတရားတည်နာပင်ဖြစ်ပါသည်ပြည့်ညတ်တော်ကာလမှာဖိယသခင်သည်ရင်းကဲ့သို့သောတတ္တဝါများကိုမတတ်ရှင်းမစင်ကြဲထို့ကြောင့်ဤတိလာလူမျိုးတော်ကိုမစားရဘူး ို့မင်းချခဲ့တဲ့ဖြစ်ဂျူရီအဖိုးကတော့ကျွန်တော်အိတ်ကြီးအနာကိုရောင်လို့တော့ကပ်မြင်မထင်ပါထို့အတူကျွန်တော်တို့ခရီးရန်တွေထဲမှာလည်းပြည့်ညတ်တော်သမားတွေကတော့မုတ်ချနှကောင်းရှုံကြမိကအမှန်ပါကေတီရှင်သခင်ခရစ်တော်ကြီးယေရှုနှင့်ဂျူနာတော်ကာလာမှာကတော့အချိန်တွေပြောင်းလဲတော့ခဲ့သည်မှာငင်းနိုင်အောင်ဖြစ်လာသည်တမန်တော်ဝတ္ထုအခန်းကြီး30အရာတစ်ခုသောအင်ခေါင်မိုးပေါ်မှာဆာလောင်မုတ်သိမ့်နေသူပေတရုအားဖျားသခင်သည်ယူပါယုံအားဖြင့်ကောင်းကင်ဘုံမှာခြုံတယ်ကြီးတစ်ခုထဲမှာ ပြည့်ညတ်တော်ကာလကတားမြစ်သူတရိစံဒီကို မြင်အောင်စီပြီးနောက်ပေတီယုထရီတဆာလိုဟုစကားသံပြုခဲ့သည်။တနည်းအားဖြင့်ဓမ္မဟောင်းကာလကအစွဲလန်းတို့ကိုဆွတ်လိုက်ပါတော့မင်းစားခြင်းရင်စားနိုင်ပြီဟုခွင့်ပြုလိုက်ခြင်းကိုတွေ့ရလေသည်။ထိုချိန်တွင်ပေတီယုကမစားပြရစေနှင့်တခင်ညဉ့်ညူသောအစားအစာတွေမစင်ကြဲတဲ့ဒီအစားအစာတွေကိုမစားဘူးသဖြင့်မစားပြရစေနှင့်ဟု၍တုံ့ပြန်ပြောဆိုခဲ့သည်ဟုဆက်လက်တွေ့မြင်ရပြီးကောင်းကင်ဘုံမှနောက်ထပ်ကြားရပြန်သည်ကတော့ ဖျားသခင်စင်ကြဲသောအရာကိုညှဉ်းညူးသည်မထင်နှင့်ဟူ၍ဖြစ်လေသည်။ဤအကြောင်းတွေကိုကျွန်တော်ကတရားတစ်ပုဒ်အဖြစ်ဟောပြောခြင်းသည်ယုံကြည်သူတားငယ်ကလေးတို့ခင်၌ယုံကြည်ခြင်းတရား၏မူမြတ်သောအနှစ်သာရတို့ကိုကြဲကြဲပြန့်ပြန့်ခံယူနိုင်စေရန်ပင်ဖြစ်ပါ၏။ဖျားသခင်ဤတားမြစ်တော်မူသောအစာစာများတို့သည်အဘယ်များလောက်များပြားသည်ကိုဝိပုရိယကျမ်းအခန်းကြီး၁၁မှာကျွန်တော်တို့ပြန်လည်ဖတ်ရှုကြည့်ပါ။ ဖျားသခင်ဘာကြောင့်တားခဲ့သလဲဒါကိုအမျိုးမျိုးစဉ်းစားတွေးခေါ်ကြရမှာကျမ်းမာရေးအတွက်ဖြစ်နိုင်သည်ဟုတချို့ကပြောကြ၏ဥပမာဆိုလျှင်ပသားကိုစားပါကတန်ကောင်းတွေတုတ်ကောင်းတွေအမီးပါးတွေဝင်ပြီးယောဂါတွေရနိုင်သည်ဒါကြောင့်အထူးတားမြစ်သည်ပင်လယ်ငါးတချို့ကြောင့်ဗိုင်းရပ်စ်ယောဂါရနိုင်သည် ်ရွတော်တရိသန်တို့သည်အပုတ်တူကို စားသဖြင့်ညပတ်တော်ကြောင့်ရှောင်ကျဉ်ခိုင်းခြင်းလည်းဖြစ်သည်စသည်ဖြင့်တွေးခေါ်ကြလေသည်အချို့ကတော့လေဒေသဆိုင်ရာရာသီဥတုကြောင့်တားမြစ်သည်ဟုတွေးသည်ပတ်ဝန်းကျင်နိုင်ငံများနှင့်စားတောင့်နေထိုင်မှုအကျင့်တရေခြင်းကွာခြားစီရန်အမိပီးခြင်းဖြစ်နိုင်သည်ဟုဆိုသူကလည်းဆိုလေသည် ကျိုးချောင်းစီလျော်မြေတိုးပင်တွေးခေါ်ကြတော့လေတိကျပြတ်သားသောအဖြစ်ကိုကျင်းနဲ့လောက်အောင်ယခုချိန်ထိမရပဲရှိနေပါသည်ဥပမာအဖြစ်ယုံသားကိုမစားရဟုပြညတ်တော်ကဆိုသည်သူဒီမျက်ကိုသာစားသောတတဝဖြစ်၍ဘာမျှမနှံ့ရှင်းမစင်ကြဲစရာအကြောင်းရှိဟုကျွန်တော်တို့ငင်းချက်ထုတ်နိုင်သည်ဇောတကတက်နိုင်မည်ဖြစ်ပါသည်အချို့သောယုံကြည်သူခရိယန်တို့သည်ပစုံထုတ်ကြီးတွေကိုမစားကြဟုကျွန်တော်ကြားဘူးသည်သူ၏အကြောင်းပြချက်နှင့်သူတို့တော့ရှိကြမည်ပေါ်တို့တို့ တပတ်ခါသာပြန်ပြီးညင်းကြခုန်ကြမည်ဆိုရင်လည်းညင်းစရာတွေကတော့အများကြီးရှိမည်ဟုကျွန်တော်ဆိုချင်ပါသည်ဂျူးစီးစီဟာမီဝုကတော့ဂျူးဤတင်လာတို့ဤယနေ့တိုင်ထိမ့်သိမ်းထားသောအစင်လာတို့ကိုဟော့ရှောက်ခေါ်ဝေါ်ဟာရာဖြင့်ထိမ့်သိမ်းညွန်ပြနေပြီးအင်္ဂလိပ်ဝေါ်ဟာရာအရာတင့်တျော်သည်ဖစ်ဖြစ်သည်ဟု၍အတိတ်ပင်ရှိသဖြင့်ဘုရားသခင်ကသူ၏စိတ်ကြက်တင့်တျော်သလိုအမိပေးခြင်းပဲဟုသူယူဆကိုဖော်ပြလေ၏မနုဿဗီရပညာရှင်မေရီဒေါက်ကလပ်စ်ကလည်းသူမ၏ယူဆကိုဖော်ပြရ၌ ဖျားသခင်တားမြစ်သောမဆားရမည့်တတ္တဝါအများစုသည်သူတို့အမျိုးနယ်ထဲတွင်တဘာဝမကြသောတတ္တဝါများပုံမကြပန်းမကြဂွတိဂွတာများဖြစ်နေရင်ဖျားသခင်ကတားမြစ်ခြင်းဖြစ်ရမည်ဟုဆိုလေ၏။ယင်းချက်ကိုဂျူးပါတာ၏ကောင်းဆောင်ချက်ကော့နျူရှနယ်ကထောက်ခံထားပါသည်။ ဖြစ်နိုင်ပါ၏ဖျားသခင်သည်ရက်ကောင်အဖြစ်သူ တောင်းခံသောသူစိတ်နွားမှစသောတတ္တဝါတို့ကိုကျမ်းမာတန်ဆွမ်းစေရမည်အပြစ်နာစာကင်းရမည်မဆွမ်းမတန်မဖြစ်စေရဟု၏ပြည့်ညတ်တော်မူခြင်းအပြစ်တဘာဝမကြသောတတ္တဝါတို့ကိုသူလက်မခံခြင်းဟုကျွန်တော်တို့ခံယူနိုင်ပါသည်သူပဲဖြစ်ဖြစ်သူပြည့်ညတ်တော်တွင်အတိုင်းယနေ့ခရိယန်နှင့်လူမျိုးတကာတွင်လိုက်နာနိုင်ပါသလားလိုက်နာနိုင်ကြပါနိုင်ငံနှင့်လူမျိုးတို့အလိုက်အစားအသောက်အကျင့်တရများသည်ကိုယ်စိတ်တိုင်းကြစားတောက်နေကြသည်ကိုတွေ့နိုင်ပါ ါသည်အားဖြင့်ပြင်သစ်လူမျိုးတို့သည် မြင်းများကိုစားသည်တရုတ်လူမျိုးတို့သည်ဝတ်သားသာမကခွေးတွင်မြောက်တွေကိုကြိုက်ကြသည်တာလီယန်လူမျိုးတို့သည်ငှက်ကလေးများ၏အသားကိုကြိုက်သည်နယူးဇီလန်တွင် သားပိုက်ကောင်အသားအာဖရိကတိုက်တွင်အင်းဆက်ပိုးမွားများ အာရှတိုင်တချို့ဒေသများတွင်ကျွဲသားစသည်ဖြင့်အစားအသောက်အကြိုက်ချင်းတွင်ဖြစ်ခြင်းမတူကြောင်းကိုကျွန်တော်တို့တွေ့ရလေသည်အမေရိကန်ပြည်ထောင်စုမှာကတော့အထက်ပေါ်ပြပါအစားအသောက်မျိုးစုံကိုစားတော့လို့မရှိ သူများစားတတ်တာကိုလည်းအပြစ်ပြောချင်ကြသည်သက်သက်လူသမားတွေအတွက်ကတော့အထူးဆိုပဲမရှိနိုင်ဘူးကျွန်တော်ထင်ပါသည် ဤချက်များနှင့်ပတ်သက်၍ပြည်ညတ်တော်များမှတဆင့်အစားတောက်ပေါင်းများစွာကိုဘယ်ဥပဒေကလေးကတားမြစ်သည်ဟူ၍ကျွန်တော်ကဆက်လက်စဉ်းစားရင်းဝိပုယကျမ်းအခန်းကြီး7အငယ်၄၄မှဖော်ပြချက်အဖြစ်ဖြစ်သဘောထားမိပါသည်။ငါသည်သင်တို့ဖျားသခင်ထာဝရဖျားဖြစ်၏။ငါသည်တန်ရှင်သောကြောင့်သင်တို့လည်းကိုကိုကိုတန်ရှင်စေ၍တန်ရှင်ခြင်းရှိရကြမည်ဟူ၍ကျွန်တော်တို့တွေ့ရသည်။ နှစ်ချုပ်ဖြစ်သောထိုပေါ်ပြချက်နှင့်ဆက်နွယ်စဉ်းစားလိုက်မည်ဆိုရင်အလွန်ကြေပြန့်သောဝိညာဉ်ရေးသဘောတရားအများကိုလည်းတွေ့ရလိမ့်မည်ဟုကျွန်တော်ဆိုချင်ပါသည်။ ။ယင်းနဲ့ဖျားသခင်သည်မတန့်ရှင်းမစင်ကြဲခြင်းကိုမကြိုက်။သူ့အဖို့အကောင်းဆုံးကိုလိုလားသည်။ဝတ္တိကဝတ္တမဖြစ်စေခြင်းဟုကျွန်တော်စွဲယူခံစားမိပါသည်။ပြညတ်တော်ကာလစီရင်တော်မူချက်တို့တွင်အချင်းအတန်းခွဲခြားသမတ်မှုများနှင့်ပတ်သက်၍ဇောဒကတက်ဆရာများလည်းများစွာရှိပါသည်။ချီကာဂိုမြို့မှတင်ယုံဆရာဘေးလက်စတယ်ဤအတင်းတော်သည် ရှေခိတ်ကဂျူးပိမန်တော်တိုင်းတိဆောက်ထားပြီးစည်းကမ်းများကိုလည်းတတ်မှတ်ထားကြောင်းတွေ့ရသည်။ယေရုရှလင်ပိမန်တော်၏ပုံတရံကိုသူကယူ၍ထားလျာတဘာမျိုးသားတွေအတွက်ကနဘေးဆောင်ဂျူးမျိုးသားတွေအတွက်ကတတ်တတ်အမျိုးသမီးတွေကတတ်တတ်ပိုင်းခြားထားသည်။ပလီနိုဘုံတွင်တမန်ယုံကြည်သူတို့တယောက်ခွင့်လုံးဝမရှိ။ထိုပလီနို၏အဆုံးတွင်လည်းအီယာမကလကာကြီးများဖြင့်အတန်ရှင်ဆုံးနေရာကိုကိုယ်၍ထားသည် ဓမ္မဆရာတော်တပါးသာနှင့်တနှစ်မှတစ်ချိန်ဝင်ခွင့်ရသည် ထို့သို့တစ်ချိန်ဝင်ရောက်ခွင့်သည်ဂျူရိုဤရန်ကူးပွဲတော်ကာလအတွင်းနေ့ရက်တရက်ဖြစ်၍အဆောင်ရောင်ပြည့်စုံနှင့်သာဝင်ရောက်ရသည်ဟု၍လည်းရန်ကကျွန်ုပ်ကိုပြောပြပါသည် ရန်ဤလုံဆောင်ချက်တို့သည် ပြည့်ညတ်တော်ကာလကညွန်ပြသောဘုရားသခင်၏တန်ရှင်ခြင်းတည်တံ့ကျင့်ဝတ်တော်မူခြင်းကိုအောက်မေ့စေရပါ။ယနေ့ကျွန်တော်တို့ဒီမိုကရေစီအမေရိကန်နိုင်ငံကြီးမှလည်းသမရကြီးစီကိုအီးမေးလ်နဲ့စာရေး၍ရောက်ကောင်းရနိုင်ပါမည်။ တို့တော်သူဤယုံခံတဲ့သူဝင်၍လူတယောက်ချင်းတွေ့ဖို့ကတော့အလို့နုံခဲရင်လိမ့်မည်ဖြစ်၍ပြည့်ညတ်တော်ကာလသဘောတရားကိုနားလည်ဖို့လွယ်ပါသည်တို့တော်ဖျားသခင်ပန်းချောင်းမှုသည်တန်ရှင်းခြင်းရှိမှုစင်ကြင်ခြင်းရှိမှုပေါ်မှာမူတည်သည်ဟုဆိုရပါမည်ဝိပုရကျမ်းအခန်းကြီး27အငယ်7ခုသည်အမျိုးအစဉ်ဆက်တွင်ကို၌ပြည့်ရှိတော်သူသည်မိမိဖျားသခင်ပွဲတော်ကို စက္ကန့်အပ်သောငါမချင်းမကပ်ရာ မျက်စိကန်းသောသူခြေစွန့်သောသူနှာခေါင်းပိသောသူ အင်္ဂါပူလွန်သောသူလက်ကျိုးသောသူခြေကျိုးသောသူကြောကုန်းသောသူပုသောသူမျက်စိနာသောသူ ဝဲဆွဲသောသူရာနာဆွဲသောသူဝေးစီပြက်သောသူသည်မချင်းမကန်ရ ချုပ်အားဖြင့်ဆိုသောကိုခန္ဓာမှာချုပ်ရင်းနေသောသူများအလုံးကိုဆူလူရင်းဖြစ်ရာရင်းစင်းတဲ့တွင်ယာတိလာ၍နေသောမိမများသုတ်ရီထွက်နေသောယောက်ျားများမိတွင်ထဲမှာရှိနေသောမျိုးသမီးများနှာရည်ယူရွှဲနေသူများအလောင်းကောင်းအသေးကောင်းနှင့်ထိတွေ့သောသူများကိုလည်းစံစာအရာထည့်သွင်းလိုက်မည်ဆိုလျှင် အခမ်းအနားအစီအစဉ်အရဖျားသခင်ကိုကိုးကွယ်ဖို့ရန်အပင်များလောက်တင်းကျပ်သည်ကိုနားလည်နိုင်ပါလိမ့်မည်။ယနေ့ကဲ့သို့တိတ်ပန့်တိုးတက်မှုတွေနှင့်ခပြောင်းနေချိန်တွင်ပင်နှင့်ဂျူးဤတီလာတို့သည်ထိုပြည့်ညတ်တော်များကိုတင်းကျပ်စွာစောင့်ထိန်မြဲဖြစ်ကြောင်းကို ကျွန်တော်တို့တွေ့မြင်နိုင်ပါသည်။ဂျူးတို့၏အစဉ်အလာအရာယောက်ျားများသည်နေ့စဉ်မနက်စောစောထား၍ဖျားသခင်ကျေးဇူးတော်ကိုချီးမွမ်းကြရာတွင် ကျွန်တော်တို့ဒီတဘာမျိုးသားမဖြစ်ရသဖြင့်၎င်းကြုံမဖြစ်ရသဖြင့်မိမမဖြစ်ရသဖြင့်၎င်းကျေးဇူးတင်ပါ၏ဟူ၍ရွတ်စုလေးရှိကြဆဲဖြစ်နေသည်မိတို့ပင်ဖြစ်စီတော့ငါကစင်ကြေစီသောအရာကိုမင်းကညှဉ်းညူးတယ်လို့ထင်မနေနဲ့ဟူ၍ရုပ်ပင်အမည်ရှိသော မျိုးတစ်မျိုးကအိမ်ခေါင်မိုးပေါ်မှာပြရိတ်တော်ကိုခံယူခဲ့ရသူရှင်ပေတူး၏သင်္ကန်းစားသည်အလွန်အံ့ဩဖွယ်ဖြစ်သည် အစားအသောက်စည်းကမ်းအနှောင်ဖွဲ့တွေကနေလွမြောက်စေသည်ဟုသောဓမ္မသစ်တရားကိုဖော်ပြလိုက်ရုံထက်မကခရစ်တော်အားဖြင့်ဖြစ်တည်လာသောယေရှုနှင့်ကင်းနာတော်သည်ဂျူးဣသီလမသည်ကဘာတစ်ခု လူသားမိသားစုအလုံးနှင့်သက်ဆိုင်တော်သည်ဟုသော အချက်ကိုပါမိမောင်းထိုးပြလိုက်ခြင်းဖြစ်ပေသည်သို့ဖြစ်သောကြောင့်ပင်ဤတမန်တော်ဝိတ္ထုအခန်းကြီး၁၀ကိုဆက်၍ကြည့်မည်ဆိုပါကပေတျုသည်တပါးမျိုးသားဖြစ်သူ ယောမတ်တမူ၏အိမ်သို့သွားသည်နှုတ်ဆက်စကားကိုဆိုသည်ကေတင်ချင်းကျေးဇူးပြုခဲ့သည့်များကိုဆက်၍တွေ့မြင်နိုင်မည်ဖြစ်ပါသည် ခရိုအေးရှားဓမ္မပညာရှင်နျူရိုဂျက်ဘော့၏အဆိုအရတန်ရှင်းစင်ကြယ်ခြင်းတဘောတရားအစစ်မှန်သည့်အဘယ်သို့ဖြစ်သည်ကိုထိုကျမ်းစာအပြင်ရှင်းလျောင်တွေ့မြင်ရသည်ဟုဖော်ပြထားလေသည်ဟုတ်ပါသည်ပေတျုကိုရန်သူ့ကိုချီးပင့်လျက်ထာလောငါကိုယ်တိုင်လူဖြစ်သည်ဟုဆို၏ထို့သူနှုတ်ဆက်လျက်ဝင်လေသော ်ဆွေဝေးလျက်ရှိသောလူများကိုတွေ့လျင်ပေတျူးကယူရလူဖြစ်သောသူတို့သည်တပါးမျိုးသားတို့နှင့် မပေါင်းဖို့မစီတဲ့အဲ့ဒီကိုသင်တို့သိကြ၏တိုးတော်လည်းညဉ့်ညူးသည်မစင်ကြဲသည်ဟုဘဲသူကိုမြမခေါ်ရမည်ကြောင့်ဖျားသခင်သည်ငါအားဆုံးမှပြသတော်မူသည်ဟု၍တွေ့မြင်ရပါသည် ထိုအချိန်ကာလမှာကလေးကကျေးဇူးနှင့်ပြုနာတော်သည်အပြစ်သာလူပေါင်းအဖွဲ့အစည်းအတွင်သို့တော်လန်တိုးဝင်ခဲ့လေသည်ပိတုညံမီလိမ့်မည်ထင်ပါသည် ကျွန်ုပ်မသိခဲ့ရသောယေရှုသက် Jesus I never knew ဆောက်ကိုပြုစုဖို့ရန်အတွက်ကျွန်တော်ဒီယေရှု၏တတ်တော်ခြင်းနှင့်နောက်ကျောင်းတမန်များကို ိုလိလခေရာယူဒကောဂျူးဣတိယလာရိခံယူချက်တွေကိုညာစွာသုံးသပ်ပြီးမဆိုးလောက်ဟုသတ်မှတ်ပါသည် လူဖွဲ့စည်းထုံးစံတိုင်းမျိုးသမီးများတိုင်းတစ်ပါးသားများကျုံများစင်းရဲသားများဟာချွတ်ချိုးဖက်ဖက်လုခဲ့သည်အဆင့်တန်းခွဲသည်သို့တော်သူတို့ထက်ဆိုသောလူမျိုးတွေများစွာချီကြောင်တွင်းပြီးပါသည် ကမ္ဘာလောကကြီးသည်ဂျေဇုနှင့်ဂယုဒာတော်နှင့်ဝေးကွာနေခဲ့သည်ကိုတော့မမြင်နိုင်ပါယေရှုလူသားတိကိုခံယူခြင်းတွင်ပါလက်တိနနယ်တွင်မှဘာသာရေးအယူသီးမှုတွေကောင်းထောက်နေပြီဖြစ်လေသည်ထို့ကြောင့်မင်းနှင့်ပါရီရှင်နှင့်ဂျန်တတ်တို့သည်ယေရှုကိုဗေနီးနှင့်မြတ်လက်မခံနိုင်လောက်အောင်မုန်တိခဲ့ကြသည်ယေရှုသည်ယောမစစ်ဖို့တယောက်၏ယုံကြည်ခြင်းကိုချီးမွမ်းထောက်ပြနာပြု၍ထိုအိမ်မှလူနာတယောက်ကိုယောဂပြောက်စေခဲ့သည်ရှမာရိကိုယူဒာတို့ကမပေါင်းမသိအပ်သောလူအဖွဲ့အစည်းကိုအကြီးအကျယ် ူပြုခဲ့သည်ဘွားပြက်နေသောရှမာရိမိန်းမတစ်ယောက်နှင့်ကြာမြင့်စွာစကားပြောဆိုလျက်မိမိ၏မေရှိယကိုလောကကြီးကတည်းကဖြစ်စေကိုသိနာလဲစေုံမျှကမိမိ၏အမှုတော်ကိုပင်ဆောင်ကျင်ခဲ့သည်ပြည့်ညတ်တော်များအရာထိပင်မထိရသောယောဂဆုံးအမျိုးမျိုးကိုကန့်တွယ်လျက်ကင်းစေခဲ့သည်ယူရာတို့အဖို့ညဉ့်ညူးပွဲရရှာပွဲအမှုတို့ကိုတခင်ပြုခဲ့လေသည်အဘယ်နည်းဖြင့်သူတို့ယူရာတွင်မျှော်လင့်နေသော မေရှိယအဖြစ်တခင်ကိုလက်ခံနိုင်ပါမည်နည်း တို့ဤဒလိအစင်လာတွေနှင့်ဖီလာဆန့်ကျင်နေသည်မဟုတ်ပါလားထို့ကြောင့်သခင်ကိုသူတို့ကကားစင်တင်၍တတ်ခဲ့ကြခြင်းပင်ဖြစ်လေသည်တေချာဆန်းစစ်လိုက်ရင်သခင်တတ်တော်စင်သည်လောကတစ်ခုလုံးအတွက်ပေးဆပ်ရသောတတ်တော်စင်သာဖြစ်ကြောင်းကိုရှင်းလင်းပြသစွာတွေ့မြင်နိုင်ပါသည်ယေရုရှလင်ပိမံတော်တွင်ပွဲစားများနှင့်ဈေးတင်များတို့ကိုသခင်သည်ရိုက်နှက်ဆုံးမခြင်းသပွဲများကိုမှောက်လိုက်ခဲ့ခြင်းသည်လည်းရှာရှာပါးပါးတွေ့ရသောအမျက်တော်ကိုဖော်ပြနေသည် ပြင်းပြသောဤဆန္ဒတော်ဖြင့်သာတပါးမျိုးသားတို့ဝိပုယအရက်ကိုတန်ရှင်းစင်ကြင်အောင်ဆောင်ရွက်ပေးခြင်းဖြစ်သည်တဆက်တဆက်တည်းဆိုသလိုရှင်မကုခရစ်ဝင်ကျမ်း၏ဖော်ပြချက်အရထို့ချိန်မှစ၍သခင်ခရစ်တော်ကိုယန္တုတို့ကတပ်ဖြတ်ရန်လမ်းဆရှာခဲ့ကြသည်ဤချက်သည် ခရစ်တော်ဖို့လူဘဝကိုချုပ်ငိမ့်စေလျက်အသေးခံတော်မူခြင်းမှာတပါးမျိုးသားတို့အားဖျားသခင်ထံတိုးဝင်ချင်ကရန်လမ်းဖွင့်ပေးခြင်းသာဖြစ်ကြောင်းသိစေခြင်းပါသည် သူဖြစ်ရပင်ကောင်းကင်ဘုံသို့ပြန်လည်တက်ကြွသည့်အချိန်မှာသခင်မှာခဲ့သည်မှာယူဒရပြည်ရှမာရိပြည်မှာစာရွေမြေကြီးစွန့်တိုင်အောင်ငါဤသက်သည်ဖြစ်ကြမည်ဟုသောစကားတော်ပင်ဖြစ်ခဲ့လေသည်ဖျားသခင်နေလူသားတို့ကြားရှိကောင်းကင်နေမြေကြီးဝေးကွာသလောက်ပမာဏရှိသောအစင်စင်ကွာဟမှုတို့ကိုသခင်ယေရှုအားဖြင့်ပြန်နေ၍ဤဆက်ထိခတ်စေသည်ဓမ္မဟောကလာပရိုဖက်ကြီးများ၏ကျမ်းမောင်များစွာတို့တွင်လည်းဖျားသခင်သည်ဤတေလာမတဆင့် လောကလူသားများအလုံးကိုသူ၏အထံတော်သို့ခိုးလုံဖို့မဖိတ်ခေါ်ခဲ့ဘူးလားဖိတ်ခေါ်ခဲ့ပါသည်အလုံးနဲ့နေသောထိုဖိတ်ခေါ်ခြင်းမေတ္တာတော်ဖြန့်ကျက်ခြင်းတွေကိုဟေရှာယမစာ၍အနာဂတ်ကြံများမှာကျွန်တော်တို့မြင်တွေ့ရသည် ထိုအထက်ကပင်ဂျူးဤတိလာများထဲမှအချွင်ချင်းမရှိသော လူလက်တဆုပ်စာကူတာဖျားသခင်လက်ခံမည်ဆိုတော့အယူအဆသည်မှန်နံပါတ်၁သခင်ယေရှုရှင်ရှင်လူကာခရစ်ဝင်အခန်းကြီး၁၄အငယ်၃၃မှဖိတ်ခေါ်တန်ကိုကြည်လိုက်တော့သင်သည်ပွဲခံသောအခါဆင်းရဲသောသူအင်္ဂါချွတ်တဲ့သောသူရှင်ဆွမ်းသောသူမျက်စိကန်းသောသူများကိုခေါ်ဖိတ်လို့တဲ့ပျောက်သောသားပုံမြင်ဥပမာတော်ကိုထပ်မံစဉ်းစားကြည့်ပါလူလူမသာဘဝပြည့်နေသည့်ကျွန်တော်ကျမများတို့အတွက် ဖခင်ကြီးမေတ္တာနဲ့စောင့်ကြိုခြင်းကိုတရေရစေပြီးလိမ့်မည်။ကောင်းသောရှမာရိအကြောင်းဇလန်၏အနှစ်သာရကိုသင်အပေတို့သဘောပေါက်ပါသည်။မြမောက်ခစ်တွင်အစ္စရေးဤရန်သူဖြစ်နေသောပါလက်စတိုင်းတို့၏လွတ်မြောက်ရေးအဖွဲ့ဝင်သူတယောက်ထံ၌တွေ့မြင်ရသောမြစ်တာတော်၏သဘောတဘာဝအနှစ်သာရဟုကျွန်တော်ခံယူပါသည်။ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး၈မှတ်တမ်းများအရဂျူဖာရီရှဲရီနှင့်သခင်ယေရှု၏လမ်းစဉ်များခြားနာချက်ကိုဆက်တိုက်တွေ့ရသည်။ ကာဒရာအမည်ရှိတပားမျိုးသားတို့ကျင်းနေကြက်စားရရက်ဂျူးတပြက်တို့ဝက်မွေးပြီးဝက်ဥကြောင်းလုံးစားနေရရက်ကိုသခင်တမင်သွားခဲ့သည် သူ့ကိုမလူလာသောထို့ပြည့်မြင်မှအဝတ်ပင်မကတ်သည့်အယူကြီးတယောက်ကိုယောဂပြောက်ကင်းစေခဲ့သည်ထို့နောက်ပြန်ခီး၌၁၂နှစ်လုံးလုံးသွေးသွန်ယောဂဖြင့်မစင်ကျဲသောမိန်းမတယောက်၏ထိတွေ့ခြင်းကိုခံယူလျက်ထိုမိန်းမအတွက်တကူသောအချိန်ကိုထွက်စီပြီးနောက်ယောဂကိုချုပ်ငြိမ့်စေခဲ့သည် ထို့နောက်တဆက်ထီးမှပင်ဗိမ္မာန်တော်စီရမူရာအဲရာ၏သဘင်ကလေးအသေးဆုံးမူရာအရက်ကိုသွားလျက်ပြည့်ညတ်တော်အရာမစင်ကြဲသောအလောင်းကောင်ကိုကင်တွေလျက်အသက်ပြန်ရှင်စီခဲ့သည်ကိုတွေ့ရပြန်လေသည်ဖြစ်စဉ်နှင့်အကုန်လုံးတို့သည်ပြည့်ညတ်တော်အဖြစ်မစင်ကြဲညဉ့်ညူးသည့်သို့သောအမှုတို့ကိုသခင်ပြုခဲ့ကြောင်းသက်သေထီးရှားစေသည်ငါဤလောကသို့ကြွလာခြင်းသည် ပြည့်ညတ်တော်တို့ကိုဖြန့်ယံမဟုတ်။တာရဲ့ပြည့်စုံစေဖို့ဖြစ်တည်မှုသောသဘောတရားကိုထင်ရှားစွာဖော်ပြနေသည်။ ဟုတ်တယ်ဖန်ဆင်းခြင်းအဖဖျားသည်မိမိဖန်ဆင်းသမျှလူကိုစိတ်ကြိုက်တန်ရှင်းစီရန်မတန်ရှင်းမစင်ကြဲမှုများနှင့်ခြားနာစေသည်ယင်းသည်သူဖန်ဆင်းသောလောကအတွေ့ကောင်းကြီးပေးခြင်းတစ်ခုဟုကျွန်တော်တို့ခံယူကြရမည်ထို့နောက်လူသားတိကိုခံယူသောကယ်တင်ရှင်သခင်ယေရှုခရစ်တော်အားမတန်ရှင်းမစင်ကြဲသောကမ္ဘာလောကကြီးကိုတန်ရှင်းစင်ကြဲဖို့ရန်ထမှန်ကောင်းကြီးပေးတော်မူပြန်သည်အမင်္ဂလာတွေကြားတဲ့ကမင်္ဂလာကိုဖြစ်စေဖို့ သူလက်သင့်မခံနိုင်သည့်ယောဂတွေပုံစံမကျကွာတိကွာတာဖြစ်နေသောအရာတွေကိုလက်ခံနိုင်စေရန်သူကိုယ်ရမင်းထက်မှန်စီရင်သောအမှုတော်များပင်ဖြစ်လေသည်သူမှုတော်တို့ကိုသူကိုယုံကြည်သည့်ကျွန်တော်ကျမတို့အားဖြင့်ဆက်လက်ဆောင်ရွက်တော်စီရန်လူလောက၌တာဝန်ကြီးချထားပြီးခဲ့သည်ဆိုသောတစ္ဆာတရားကိုကျွန်တော်တို့ဘယ်လိုမှမေ့၍မရနိုင်ပေ ရုပ်ပေမျိုးအိမ်ခေါင်းမူတနေရာမှာရှင်ပေတျုခံယူခဲ့ရသော ပြရိတ်တော်သည်ကျွန်တော်တို့အသင်းတော်များအတွက်ပြရိတ်တော်မင်းဖြစ်သည်ထိုပြရိတ်တော်ဤသဘောတရားနှင့်ညီတမန်တော်ဖိလစ်ပုသည်ရှမာရိနယ်ကိုရောက်ရှိသွားသည်တပန်ဤသီလနယ်ကိုကြိုဖြတ်ခါဤသရိုပိလူမဲမူမတ်တယောက်ကိုဗတ္တိဇံပေးပြီးအာဖရိကတိုင်း၌အသင်းတော်ကိုစတင်တည်ဆောက်ပြီးခဲ့သည် အင်္ဂလိပ်ကျမ်းစာအရထိုမူမတ်သည်မူမတ်ဖြစ်သည်ဟုဖော်ပြထားသည် မြို့မှတ်သည့်အခြားမဟုတ်ပြည်ညတ်တော်ကဖော်ပြခဲ့သောဝိသိပြည်နေတော်သူပင်ဖြစ်သည်ဘယ်နဲ့ရှိစားတမန်တော်ကြီးရှင်ပေါ်လူကကိုကိုကိုဝန်ခံထားသည့်ငါသည်အပြစ်ကြီးဆုံးလူတစ်ယောက်အယူဆရေးရတွင် ဖာရီရှဲတို့၏ဖာရီရှဲကြီးဖြစ်သည်ဟုဆိုထားလေသည် ဤကဲ့သို့ဆိုသောသူသည်မနက်တိုင်းစောစောထား၍အခြားလူမျိုးမဖြစ်ဘဲဂျူးဖြစ်ရ၍ယောက်ျားဖြစ်ရ၍ကျွမဖြစ်ရ၍ဂျေစုတင်မာသည်ဟု၍ဆိုခဲ့ပါလိမ့်မည်။သို့သောခရစ်တော်၏ဂျေစုဂိူးနာတော်အဖြစ်မည်များပြုမြင်ပြောင်းလဲသွားခဲ့ပါသည်။ဂလာတိဩဝါဒစာအခန်းကြီး3ငယ်28တွင် သူကဤသို့ဩဝါဒပြုလေသည်။ယေရှုခရစ်၌ယူရလူမရှိဟေလသားလူမရှိဂျူးမရှိလူလူမရှိ ယောက်ျားမရှိမိန်းမမရှိထိုသခင်၌ပင်တို့အပေါင်းသည်တလုံးတဝသည်ဖြစ်ကြ၏ဟု၍ပင်ကျွန်တော်တို့မျက်မှောက်ကပါတွင်စီအေးတိုက်ပွဲကြီးပြီးသွားတော်လဲလူမျိုးရေးပဏိပခရိမူလိုပေါင်းနေသည်အာဖရိကဥရောပတောင်ပိုင်းတွင်မှမိတော်မီးရှံကြီးတွေတရေရေဖြစ်ခဲ့သည်အမေရိကန်ပြည်ထောင်စုလိုနေရာမျိုးမှလည်းလူနည်းစုတို့၏ပြန့်ကျဲနေသောအခွင့်အရေးတောင်းဆိုသံတွေကိုဆူညံနေသည်ကိုငြင်းနိုင်မည်မဟုတ်ပါတကယ်တော့ခရစ်တော်၏အတွေးတော်အားဖြင့်လူသားအချင်းချင်းဆက်ကြမှာကလကာကွာကြတော်ပြီ ည်ဖျားသခင်နှင့်သူသားကြားမှလည်းဝေးကွာခြင်းမရှိတော့ပြီဟူသောတမန်တော်ကိုပြန်လည်အောင်းမေးဖို့အချိန်ကာသင့်လျက်နေပါပြီ။ ချီကာဂိုမြို့ကမိတ်ဆွေကြီးဘင်ရာစင်၏ရေယူရှင်ပိမှန်သောပုံစံချထားသောအသင်းတော်အကြောင်းကိုကျွန်တော်စောစောကရေးသားခဲ့ပါသည်။သူကရှေ့တင့်ရတော်ကလာကဖော်ပြခဲ့သောဖပရားခင်၏တန်ရှင်ခြင်းကိုပြန်လည်အောင်မြင်စေဖို့ရန်အတွက်သူ့အသင်းတော်ကိုစီးရီကန်း၏အမျိုးမျိုးချမှတ်ထားခြင်းဖြစ်ကြောင်းကိုကျွန်တော်နားလည်ပါသည်။တခုတော့ရှိ၏အကယ်၍များအသင်းတော်ဝင်အမျိုးသမီးကြီးတစ်ယောက်ကတစိမ့်လောက်ရှင် ကျမပြုမိပြင်ပမိခဲ့တဲ့အဖြစ်တွေအတွက်ကျမအနေနဲ့ဘုရားသခင်ကိုတိုက်ရိုက်တောင်းပန်အတနာခံခြင်းပါလေဤသို့ဆိုလာခဲ့သောဘလို့လို့ရပါဘူး၍ကျွန်တော်တွေးပါသည်ခရစ်တော်၏ကားတိုင်းပေါ်မှာအသက်ဆုံးသည့်ချိန်ရင်းယူရှလင်ဘိမှန်တော်ကြီးမှာအသက်ရှင်ရထာနာတော်ကိုကာယံထားသည့်ကလကာကြီးအောက်ဘက်မှအထက်ဘက်သို့ပြောင်းမြန်ကွဲထွက်သွားခဲ့သည်ကိုထိုမျိုးသမီးကြီးကအကြောင်းပြပြီးတောင်းဆိုလာသည် ဘယ်နဲ့လို့ရပါမလဲ။ဟိပြဲဩဝါဒစာအခန်းကြီး30အငယ်16မှ19တွင်ဖော်ပြထားသော ရှင်းလင်းချက်များအပြင်ယုံကြည်သူတိုင်းခံစားရလူအခွင့်အရေးကိုကျွန်တော်တို့ဘလို့မှမငင်းနိုင်အောင် တွေးရမည်ဖြစ်ပါသည်။ညီကိုယ်တို့ယေရှု၏ကိုခန္ဓာကြီးဟူသောကလကအဖြစ်ထိုသခင်ပြင်ဆင်တော်မူသောအသက်လမ်းတစ်တွင်ငါတို့သည်တန်ရှင်းရဌာနတည်းသို့အသွေးတော်ကိုအမိပြု၍အချီးတမရှိဝင်ရသော အခွင့်ရှိ၏ ကြီးမြတ်လာတော့ကျေးဇူးတော်တသက်ပြီပြီအမေရိကန်သမရကြီးတယောက်ကိုအီးမေးစာပို့စနစ်ဖြင့်စာပို့၍လွယ်ကောင်းလွယ်မြဖြစ်တော်လဲသူ့ယုံခံတဲ့အထီတော့ဝင်တွေးဖို့မလွယ်ဘူးပါကြောင်းကျွန်တော်ဖော်ပြခဲ့ပြီးဖြစ်ပါသည်သို့သောသမရဂျိုးဖ်ကနီရီအဖြစ်တွင်သူ၏သားကလေးဂျွန်ဂျွန်သည်အဖေလုံလုံနေသောဇွဲအောက်မှပြွတ်ပြွတ်တဲ့ကလေးလုံနေပုံကိုကျွန်တော်တို့သမိုင်းမှတ်တမ်းတစ်ခုနိုင်တွေ့ရသည် မှန်ပါသည်ခရစ်တော်အားဖြင့်ဖပါသခင်၏သားသမီးများဖြစ်သော ကျွန်တော်တို့သည်အဖအိမ်တော်ကိုဝင်ထွက်တော်လာခွင့်အဖအိမ်ပြင်တော်ကိုတွုံးဝင်ကြီးကပ်ခွင့်ရှိနေကြောင်းကိုကျွန်တော်တို့မေ့နေကြပြီလားဟုကျွန်တော်မေးလိုပါသည်ကျွန်တော်တို့အသင်းတော်ကိုဂျူးများသည် တိဆောက်ထားကြပြီးမှမိမိတို့အချင်းချင်းအိမ်များကိုလည်းလှည့်လည်ရေးဝိပုကိုကွယ်ခဲ့ကြချိန်မှာ အတိတ်ကာလကရာဝေးဟူရေးရေတောင်မခေါ်ဝင့်ခဲ့သောဖပါပြာသခင်ကို အဘအဘဟူ၍သူတို့ရေဝင်းစွာခေါ်ခဲ့ကြရသည် ဟုတ်ပါသည် ခရစ်တော်အဖြစ်အဘအဘဖြစ်သောအဖဖျားသခင်ရရှိတော်မှာကိုကျွန်တော်တို့တိုက်ရိုက်ဆုံးတွေ့မေးမြန်းခွင့်ရှိသည်ကွာတီကွာတာဒီမဝင်ရဟုသောအတိတ်ကာလ၏ဆိုင်းဘုတ်ဟောင်းကြီးသည်ပြုတ်ကျသွားခဲ့လေသည်ဤကဲ့သို့သောကျေးဇူးတော်ကိုခံစားရယူခွင့်ရှိသောအခြေအနေမျိုးတွင်ကျွန်တော်တို့သည်လူသားအချင်းချင်းကြားမှာ ကိုကျင့်သိက္ခာတရားတွေကိုအမြင့်ဆုံးနေရာသတ်မှတ်ရင်းအကျဉ်းနာတရားနဲ့ဂယုဏတရားတွေရောပါနေပါပြီလို့အိန္ဒိယဖြစ်တမဟောင်းပြည့်ညတ်တော်လူအဖွဲ့စည်းပုံစံမျိုးနောက်ပြန်ဆုံးနေသည်ဟုကျွန်တော်ခန့်စားမိလေသည် တမန်တော်ရှင်ပေတုကျင့်ပေါ်လူတို့၏ဩဝါစာများတွင်တူပြိုင်တွေးရသောမေတ္တာစကားအတိတ်ပဲကိုကျွန်တော်အလွန်ပြစ်ချတမ်းတာမိပါသည်ကျေးဇူးနည်ဂိယုနာတော်အားဖြင့်သာအမှုတော်ကိုထမ်းရွက်ကြမှုသောအနှင်းသာရပဲဖြစ်ပါသည်။ အခုတော့ကျွန်တော်ကျမတို့သည်နန္တာစီနီရေမွေးကိုအထင်သေး၍ဖြူကနေဖြံကနေရေမွေးဖြန့်ပတ်သောခေတ်ကိုရောက်ရှိလာသလိုတမန်တရား၏နည်းနည်းကျေဝင်သောမြစ်တာတော်ထက်တပွဲတို့ဖြက်လန်းနေကိုလိုက်နေကြသည်ဟု၍လည်းကျွန်တော်ထင်ပါသည်ဆိုင်ရီစီစင်းကြသော စီမွေးခေတ်ကို တော်လှန်ရင်းဖြတ်ဆွတ်မွေးကြိုက်မည်ဖြစ်သောစပရေးတက္ကနိုလော်ဂျီနေရာကမှခေတ်စားနေပြီဖြစ်ပါသည်ကျွန်တော်ယင်ထဲမှာရှိသည့်အတိုင်းဝန်ခံရလျင် ကျွန်တော်တို့အသင်းတော်များသည့် ပိုးကောင်တွေးသည့်နေရာပုတ်ဆို့နိုင်သည့်နေရာထိုနေရာများကိုဖြူနှင်းဖြန်းကနေလိုက်လံတုတ်သည့်နေသည်တိုက်ပံနေကြတူးဖို့လိုက်ရင်မဆိုးလာဘူးထင်ရပေမဲ့အလွန်ဆိုးသွမ်းမမောင်နေသည့်လူတို့ပေါင်းကိုအကွက်ချပြီးတုတ်သည့်နေုံမှတပါမေတ္တာနှင့်သာရရှိရှိထိထိမိမိပြုပြင်ပြောင်းလဲနိုင်ခြင်းရှိ ငါပွေရမှာငါစာချနေသလောက်သာဖြစ်နေသည်ဟုကျွန်တော်ဆိုခြင်းပါသည်ယေရှုလူလောကကိုကြွလာသည်မှာဂျေဇုပြုနာတော်သစံရေကိုလောကတစ်ခုလုံးခံစားရရှိဖို့ရန်ဖြစ်ပါသည်သူသည်ကျမ်းမာသောသူတို့အတွက်မဟုတ်မကျမ်းမာသောသူတို့အတွက်ဖြစ်သည်သူသည်လူဖြောင့်လူမှန်ကြီးတွေအတွက်မဟုတ်အပြစ်သားများအတွက်ဖြစ်သည်သူသည်အပြစ်တရားကိုအရှုံးမပေးတော့လေထိုအပြစ်တရားကိုဖွင့်လို့ဖို့ရန်အသင့်ရှိသူ အပြစ်လွတ်ပိုင်သူဖြစ်၍အပြစ်ရှိသူဝင်လေလူသားတို့၏ချစ်တော်ကယ်တင်ရှင်ဖြစ်ပါသည်ယေရှုခရစ်နောက်လိုက်ကျွန်တော်တို့ယုံကြည်သူတွေကတော့သက်ဆန်းရည်လိုမစည်းနိုင်မမျှဝေနိုင်ကဲတင်ချင်းကျေးဇူးကိုမဖြန့်ဝေနိုင်မျှယုံသားမကမေတ္တာတရားမှာပလာချင်းနေကြပြီလားခက်ခဲနေနေသည့်ထူပိုင်းခြားများကိုတိချလ ీల ကြပါစို့